နိုင်ငံရေးအကျဉ်းသားတချို့နိုင်ငံကူးလက်မှတ်မရသေးတာနဲ့ပတ်သက်ပြီးတော့လက်ကျန်နိုင်ငံရေးအကျဉ်းသားများစစ်စရေးကော်မတီရဲ့73ချိန်မြောက်အစည်းအဝေးမှာဆွေးနွေးခဲ့ကြပါတယ်။ဥက္ကုမောင်တင်ပြပို့ထားတော့နော်။အကျဉ်းအောင်တွေကပြန်လည်လွတ်မြောက်လာတဲ့နိုင်ငံရေးအကျဉ်းသားဟောင်းတချို့ဟာနိုင်ငံကူးလက်မှတ်လျှောက်ထားရမှာအခက်အခဲရှိနေတာတွေနဲ့ပတ်သက်ပြီးဇွန်လ1ရက်နေ့ကပြုလုပ်တဲ့ လက်ကျန်နိုင်ငံ၏အကျဉ်းသားများစီစီရေးကော်မတီရဲ့73ကြိမ်မြောက်အစည်းအဝေးမှာဆွေးနွေးခဲ့ပါတယ်။မဆုမရသေးဘူး။ဒီနေ့စောင့်ကြည့်ခံထားရတဲ့ဆိုတဲ့လူမျိုးတွေနောက်လိုအပ်လို့ရှိရင်သက်ဆိုင်ရာနယ်မြေရနေပြီးတော့နောက်ကနေလိုက်နေတဲ့လိုက်ပြီးစောင့်ကြည့်တဲ့ဟာမျိုးတွေပေါ့လေ။ဒါမျိုးတွေကိုကျွန်တော်တို့ကပြီးခဲ့တဲ့အစည်းအဝေးမှာလည်းကျွန်တော်တင်ပြထားပါတယ်။တင်ပြထားတဲ့အခါကျတော့ဒီအစည်းအဝေးမှာတော့ကျွန်တော်တို့ဒီလူတွေကိုအကုန်လုံးကိုမဆုမရသေးတဲ့လူတွေကိုလည်းပြီးကြပါဘော။ မရှိဘဲနဲ့အားလုံးကိုသက်ဒီသက်ရှိဥပဒေအရအကျုံးဝင်နေဟိုထုတ်ပေးလို့ရမယ်ဆိုရင်အကုန်လုံးထုတ်ပေးမယ်ဆိုတဲ့အကြောင်းနောက်တစ်ခုကဒီလိုတေချာလိုက်ကြည့်တဲ့ဆိုတဲ့ဟာမျိုးတွေကိုလည်းမလုပ်တော့ဘူးဆိုရင်မလုပ်တော့ဘူးပဲเนาะသူဟိုဆိုတာမျိုးတွေကိုကျွန်တော်ရပါလွမြောက်နိုင်ငံရေးကျင်းသားဟောင်းတချို့မှာရှေ့နေလိုင်စင်ဆရာဝန်လိုင်စင်ပြန်လည်မရရှိသေးတာတွေနဲ့ပတ်သက်ပြီးတော့လေဒီစည်းဝေးမှာဆွေးနွေးခဲ့ကြပါတယ်ရှေ့နေလေဆရာဝန်တွေလည်းစင်မရအသေးပဲတိကျကြံခဲ့တဲ့လူတွေရှိလို့ရှိရင်လည်းတင်ပြပြောအဲ့ဒီလူတွေကိုလည်း ဟိုမှာတီချာတခြားဒီနိုင်ငံရေးကျင်းသားပြစ်ဒဏ်နဲ့မဟုတ်ဘဲတခြားဥပဒေတခြားကိစ္စတွေသူတို့သက်ဆိုင်ရာဒီရှေ့နေဆိုင်ရာဒီဆရာဝန်ကြီးစေပညာဆိုင်ရာဒီဥပဒေနဲ့မညှိတာမဟုတ်ဘူးဆိုလို့ရှိရင်တော့သူပြန်ပြီးတော့အကုန်သူစီစဉ်ဆောင်ရွက်ပေးမယ်ဆိုတဲ့အားဖြင့်ပြောပါလေလက်ကျန်နိုင်ငံရေးကျင်းသားစီစည်းကော်မတီကို2023ခုနှစ်ဖေဖော်ဝါရီလ6ရက်နေ့မှာစတင်ဖွဲ့စည်းခဲ့ပြီးနိုင်ငံတော်တံမရာယုံဝင်ကြီးဦးစိုးသိန်းကဥက္ကဋ္ဌအဖြစ်ဆောင်ရွက်ကလူမှုခြေပြုဖွဲ့စည်းများနိုင်ငံရေးပါတီချို့နဲ့ အစိုးရဘက်မှအာဏာပိုင်အဖွဲ့အစည်းများနဲ့ဖွဲ့စည်းထားကအဖွဲ့ဝင်19ဦးပါဝင်ပါတယ်ကျွန်တော်ကိုမောင်ပါ